ခုတင်ဆက်ပေးမယ့်သတင်းကတော့ဒေသမျိုးခရမ်းခြင်းများစိုက်သူများပြီးတော့ဈေးကောင်းရနေတဲ့သတင်းပဲဖြစ်ပါတယ်မန္တလေးဈေးကွက်အတွက်ဒေသမျိုးရင်းဖြစ်တဲ့ခရဲချစ်တီအများပြားဝင်ရောက်လျက်ရှိကဈေးကောင်းရရှိနေရလို့ဒေသခံဈေးတဲ့များထံကနေသိရပါဗျ။ယခုရပါရဲ့အတွက်မန္တလေးမြို့နယ်အနီးဝေးကျင်းမှာရှိတဲ့ပသိဉ္စီမရပူရာမတရားစင်ကိုင်းကြောက်စင်နဲ့တထဝမြို့နယ်များမှာဒေသမျိုးခရဲချစ်များဈေးကွက်အတွက်စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒေတာမျိုးရင်းခရိုင်ကျင်းများမှာအထက်နှုံနေပါမှုနဲ့စိုက်ပျိုးစည်းမြင်မာမှုတွေကြောင့်ရခိုင်ကစိုက်ပျိုးသူနေပါခဲ့တော့လေဒီခုနှစ်မှာတော့ဈေးကွက်လိုအပ်ချက်ပေါ်မှုတည်ပြီးတော့စိုက်ပျိုးသူများလာတာဖြစ်ပါတယ်။လက်ရှိအချိန်မှာဈေးကွက်တွေဒေတာမျိုးခရိုင်ကျင်းတွေတပိတ်တာကိုငွေကျဲ8000ကနေ10000ကျားရှိရှိနေပြီးချမ်းပြည့်ဈေးနှုန်းများမှာလည်းတပိတ်တာကို3000ဝန်းကျင်ရရှိနေတယ်လို့သိရပါတယ်။ဒီတဲ့ရုံတော့မြတ်တူကပြပေါ်လာတာပါ။